H E N H E N R O H O S T E R W I S T E R တတမီမီတို့ရေဒီနေ့တော့တတမီမီတို့ကိုစက်ဖချင်းနဲ့စက်မလေးတွေအကြောင်းကိုပြောပြမယ်နော်စက်တွေကကျေးငှက်မျိုးနွယ်ဝင်တတဝါတွေဖြစ်ပါတယ်သူတို့ကကျေးငှက်မျိုးနွယ်ဝင်ဆိုပေမဲ့ငှက်တွေလိုတော့မပြန်တန်းနိုင်ပါဘူးတဲ့စက်တွေကို အိမ်မှာလဲမွေးနိုင်ပြီးတော့စက်မတွေကတော့ဥဥပေးပါတယ်တဲ့ ကြက်တွေကအစုံစားတဲ့တံတဝါတွေဖြစ်ပြီးကောက်ပဲသီးနှံတွေပိုးမွှားတွေတစ်သီးတွေနဲ့အခြားအပင်လေးတွေကိုလည်းစားတတ်ကြပါရဲ့တဲ့ကြက်ဖကြီးတွေမှာတော့အမောက်ပါပြီးကြက်မတွေမှာတော့အမောက်မပါပါဘူးတဲ့နောက်ပြီးမနက်စောစော အောက်အီအီအို့လို့တွန်တတ်ကြတာလေကြက်ဖကြီးတွေကပဲတွန်နိုင်တာပါတဲ့ကြက်မတွေကတော့ကြက်ဖတွေလိုမျိုးမတွန်နိုင်ပါဘူးတဲ့ကြက်တွေကလူတွေအတွက်အာဟာရပြည့်ဝတဲ့ကြက်ဥတွေ အသားတွေကိုလည်းပေးဆွမ်းနိုင်ပါတယ်တဲ့။ကြက်တွေကဥကနေပေါက်ဖွားလာပြီးကြက်ပေါက်ဆလေးတွေဖြစ်ကြီးထွားလာပြီးတော့လအနေငယ်အတွင်းမှာပဲကြက်အကြီးကြီးတွေဖြစ်လာတယ်တဲ့။နောက်ပြီးကြက်တွေကငှက်မျိုးနွယ်ဝင်ဆိုတော့တခြားငှက်တွေလိုပဲသူတို့မှလည်းလက်မပါဘဲနဲ့ခြေထောက်နှစ်ချောင်းပဲပါပါတယ်တဲ့။ကဲအခုတော့ကြက်လေးတွေအကြောင်းကိုသိပြီဆိုတော့မိကုံးလေးတွေဖြစ်ကြရအောင်နော်မနှက်စောစောအောက်အီးအုတ်လို့တွန်လိုက်တာကကြက်ဖကတွန်လာလားကြက်မကတွန်လာလား ုတ်ပါတယ်။အောက်အီးအိုလိုတော်နာကကြက်ဖာပဲဖြစ်ပါတယ်။ကဲတာတာမီမီတို့အဖြေလေးတွေမှန်သွားပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းကိုလည်းစပ်ပြီးနားထောင်ကြရအောင်နော်။